ဘဏ်ကတ်တွေဖြစ်တဲ့ MasterCard, Visa ကတ်တွေရှိတယ်။ဘဏ်ကောက်က MRD, PDS ရထားလိုင်းတွေကိုဘဏ်ကတ်တွေနဲ့စီးလို့ရလားဆိုပြီးမကြာခဏမေးတတ်ကြပါတယ်။ဘဏ်ကောက်မှာကရထားလိုင်းတွေအများကြီးရှိပါတယ်။ MasterCard, Visa ကတ်တွေနဲ့စီးလို့ရတဲ့ရထားလိုင်းတွေကတော့ MRD Blue Line, Purple Line, Yellow Line နဲ့ Pink Line တို့အပြင် SRD Red Line တို့မှာ စီးလို့ရပါတယ်။ ဘန်ကတ်နဲ့စီးမရတာကတော့ BDS Green Line နဲ့ Airport Railing ဆိုတဲ့ ARL ရထားလိုင်းတွေပါ MasterCard Visa ကတ်တိုင်းနဲ့ရထားစီးလို့ရလားဆိုရင်မရပါဘူးကိုယ့်ရဲ့ MasterCard Visa ကတ်မှာ contactless payment ဆိုတဲ့အမှတ်အသားပါတယ်ဆိုမှပဲစီးလို့ရပါမယ်ကျွန်တော်အခုဗီဒီယိုထဲမှာပြထားပေးတဲ့အမှတ်အသားလေးပါ contactless အမှတ်အသားပါရုံနဲ့လေစီးလို့တော့မရသေးပါဘူးကိုယ့်ရဲ့ဘဏ်ကတ်က credit card ဖြစ်ဖို့ လိုပါတယ်။ဘဏ်ကတ်တွေမှာ credit card နဲ့ debit card ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ credit card နဲ့မှပဲယထာစီးလို့ရပါမယ်။ credit card ဖြစ်တယ်ဆိုရင်တော့ဘယ်နိုင်ငံကဘဏ်ကတ်မဆိုစီးလို့ရပါတယ်။မြန်မာပြည်ကကတ်တွေကတော့စမ်းကြည့်မှပဲသိရပါမယ်ဗျ။ထူးခြားတာက Grontine Bank နဲ့ UOB Bank တို့ကထုတ်ထားပေးတဲ့ debit card တွေကလည်း contactless အမှတ်တိုင်းပါရုံနဲ့စီးလို့ရပါတယ် debit card နဲ့ဆိုရင်တော့ဒီ bank နှစ်ခုကထုတ်ထားပေးတဲ့ card တွေပဲစီးလို့ရပါတယ်ဗျာ